ဟုတ်ကဲ့ပါအာနာသိန်းစစ်ကောင်စီကလာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲ ပြုလုပ်မယ်လို့စီစဉ်ထားတဲ့ပေါ်အခုလိုစန့်ကျင်ပြောဆိုလိုက်ကြတာပါစစ်ကောင်စီကသူကသူကိုယ်တည်းကမှအဲသူများစီကအာနာမတရားလုထားတဲ့ဟာလေလုထားတဲ့လူကဥဆောင်တဲ့အဲရွေးကောက်ပွဲကအဲဘယ်လိုလုပ်ပြီးတော့အဲအတိမပြုခံရမှာလဲနော်သူသူ့ရဲ့တဘာဝကိုနဲ့က အာဒီပြက်ပြက်ပြီးသားဖြစ်နေတယ်။သူအုပ်ချုပ်လို့ရတဲ့မြို့နယ်ကခိုင်ယုံမှာဘလောက်ရှိလို့လဲ။အဲ့ဒီကြားထဲမှာကျွန်တော်တို့အဲမဲမဲပေးမဲ့လူရောဘလောက်ရှိလဲ။အဲဒါပေမဲ့ကျွန်တော်တို့ကတော့ရတဲ့နီးနဲ့နိုင်ငံတကာအသိအောင်ဒီဟာဒီအလိညာတစ်ခုသာဖြစ်တယ်ဆိုတာကိုတော့ကျွန်တော်တို့တတ်နိုင်တယ်များကျွန်တော်ဆုံးအားရှိတယ်များဖြစ်ရပါ စစ်ကောင်စီရွေးကောက်ပွဲပြင်းစင်နေတာကို2020ရွေးကောက်ပွဲမှာဒေါ်ဆန်းစုကြည်ရဲ့ပါတီကိုအပြတ်သက်အနိုင်ရအောင်မဲပေးခဲ့ကြသူတွေကလည်းမကြေနပ်ကြပါဘူးစိတ်ထဲမှာဘယ်လိုသဘောထားရှိလဲဆိုတော့အနိုင်ကျက်ခံလိုက်ရတယ်ကျွန်တော်တို့ကကျွန်တော်တို့ကစစ်မှန်ပြီးတော့လုထားပါယူမယ်အခက်ကမဲလိမ်ပါတယ်မဲကိုပါတယ်ဆိုပြီးတော့ဆွဆွဲခံရတဲ့ဟာတကူကကြတော့သူတို့ကလက်နဲ့အင်အားနဲ့ချင်းချောက်ပြီးတော့လုသွားတဲ့အနေအထားတကူဆိုတော့အနိုင်ကျက်ခံရတယ်ကျွန်တော်တို့က ျွန်တော်တို့လာပြီးတော့ဗောနော်မှန်တဲ့လူတွေမမှန်တဲ့လူတွေကလာရောက်ပြီးတော့အနိုင်ကျင့်နေတော့ခံစားရပါတယ်အာနာသိန်းစစ်ကောင်စီကတော့ရွေးကောက်ပွဲကိုဝင်ပြိုင်မှုပါတီမှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီ54ပါတီရှိတယ်လို့ကြီးညာထားတာပါတိုင်းရင်းသားတော်လှန်ရေးဖွဲ့စည်းတွေနဲ့ဆရာနာသိမ်းမှုကိုစန့်ကျင်နေကြတဲ့နိုင်ငံရေးအင်အားစုတွေအားလုံးကတော့စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲကိုအတိမတ်ပြုမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်ခင်ဗျာကျွန်တော် မောင်တူပါ thank you